ိုင်းများတော့ဆိုရင် cook အခွေမထွက်ကြည့်ကြရပါတော့เนาะဒီငွေသေးများဆိုတာဆက်ပေးထားတာပေါ့နောက်ဆက်လို့ cook ရေပထမဆုံး sample နှစ်ပုဒ်ထွက်တယ်ထဲမှာလဲဒီဟိုအစ်စ်လွတ်ဒုက္ခနဲ့ကဘာငယ်နဲ့အဲ့နှစ်ပုဒ်ပါဒီဒီဇိုင်းပြမအောင်ဒီပြင်စီနေတယ်ဆိုတော့အာဆိုတော့အမတ်တရရောအများကြီးပေါ့เนาะ ပြတော့ဟိုပြောရစီကက်လည်းရှိရယ်နော်စီကက်ရှိရယ်လုံးဆိုလို့ရှိရင်လည်းလုံးပဲအဲတောက်စားလည်းမရှိရတွေ့ရတယ်နော်နောက်ပြီးဘယ်လိုပေါ်တော့ဘာလို့ပေါ်လာစလာရီဟာတဲ့ကစားတဘာအေးမင်းကြီးကိုဘာဒီဘာနဲ့ပန်နီယာနာရင်လည်းမသိသေးရမတရားရှိရရတဲ့ရမြအခု April တန်းပေါ့ဆိုင်းမွန်းဒီပွဲလေးမှာရန်ကုန်မှာဆိုင်းဒီစမားရဲ့နေ့ guest အနေနဲ့ဆိုတော့ဆွဲဒုတိယပိုင်းလေးတာဝန်ယူပြီးတော့ပြောပြမှာပါ မင်းကတော့ဆိုတနေ့တော့ဒီရ in house ban နဲ့ဆိုအချိန်ပြည့်ပြည့်ကျင်းလိုက်တယ်ပေါ့နော်ဆိုပြောင်းကျင်တဲ့ပုံစံလေးတွေရောအဲ့တော့သူတို့လုပ်ပြီးလို့ရတဲ့ဟာလေးရောအဲ့လိုနည်းနည်းဟို music လေးနဲ့ချိန်ပြီးတော့ဆိုအချိန်ပြည့်ပြည့်ကျင်းတိုက်ဖြစ်တယ်ပေါ့ချင်းလေးရောပုံတိုက်ထားပါတယ်ဒါပေမဲ့ဆိုပြောပြရမှာ guest ဆိုတော့နည်းသင်းလေးရောနည်းချုပ်ပြီးတော့ဆိုရမှာပေါ့နော်ဟာသူပဲဆိုရင်တော့လည်းအဲ့လိုလေအော် internet အတိုင်းနဲ့အဲ့လိုစတိုက်လေးဆိုနေတာပေါ့နော်အဲ့လိုမျိုးဆိုလို့ဒါပေမဲ့လည်းအခုကဟိုပြန် စပါတယ်ဟွာဆိုတော့ share guest လေးလက်ဒီမှာဆိုဆိုမဲ့လေဒီမှာဒီစာလေးတိုက်ပြီးဆိုဆိုတာပါအခုမှစပြီးတော့ဆိုရမယ်ဆိုဆိုဘယ်လိုလုပ်တွေ့ရမလဲတော့မသိဘူးပေါ့နော်ဒီတော့သမီးလာသမီးလာပြိသက် show ဆိုလဲ show ပြိသက်အဲ့လိုမျိုးရှိရပါတော့။နောက်ကိုရအဖွဲ့ရင်းနဲ့ဆိုတော့လေအခုကျတော့ဦးဇက်တယောက်တည်းလေးဖြစ်တယ်။နောက်ဆိုင်ဆိုင်ပြိသက်လည်းရှိမှာပေါ့အဲ့လိုမျိုးဆိုတော့လေ။ဟုတ်ကွာတကယ်ကြီးပဲလည်းမဟုတ်ဘူးကွာ YouTube လည်းရှိနေသေးတယ်ဆိုတော့။ဟုတ်ကဲ့ဆိုင်ကျတော့ဆိုရင် cook အခွေမထွက်ခင်ကလေးရပါတော့နော်ဒီငွေသေးများစွာဆန်ဆူပေးထားတာဟုတ်နောက်ဆက်လို့ခုပထမဆုံး sample နှစ်ပုံထွက်တဲ့ထဲမှာလည်းဒီဟိုအစ်စ်လွတ်ဒုက္ခနဲ့ကဘာငယ်နဲ့အဲ့နှစ်ပုံကဟိုဒီဇိုင်းပြမောင်းကိုပြင်ဆင်နေပြီဆိုတော့အဲဆိုတော့အမတ်တရရောအများကြီးပေါ့နော်ပထမဆုံးကလေးကဇိုင်းစပြီးတော့ခုတီဗီရဲ့ဆိုတော့လောပြောလို့ရတာပေါ့နော်ဒီချင်းနေလဲစပါခဲ့ရနောက်ဆက်50 ladies ပါလဲသူရဲ့ချင်းနေပဲဆိုရင်ဆိုပြတယ်ပန့်တဲ့ချင်းနေပဲနောက် မစိုင်းပြည့်ကျင်းတော်များပါတယ်ဆိုတော့ကင်မုံမှာလည်းကာတွန်းလိုပါတော့တော်များတယ်အဲ့ဒါဟိုတရားကိုပြက်ပြောနေတယ်အဲ့ဒါမစိုင်းပြည့်ကျင်းတွေလည်းအများကြီးရှိရပါတော့အဲ့ဒါဆိုပွဲတွေလည်းတွဲပြီးတော့ဆိုလို့ရတယ်ပေါ့အဲ့လိုဒီဇိုင်းစီနီမာအောင်ပဲဆိုတော့ဝင်းနေရတော့ဖြစ်မနေဘူး လေးနောက်ပြီးတော့ဟိုကစကက်လေးရှိရယ်နော်စကက်ရှိရယ်လုံးဆိုလို့ရှိရင်လည်းလုံးပဲအဲတောက်စားလည်းမရှိရတွေ့ရတယ်နော်သူ့လူတွေဆိုလို့ရှိရင်လည်းအကုန်လုံးကဟိုစကက်ရှိရယ်လုံးဆိုလုံးပဲစက်ရည်နောက်ပြီးတော့အဲ့လိုကိုနဲ့တွေ့ရင်လည်းအဲဒီနေ့ပဲတွေ့ဟိုစားရိတ်စိတ်ချလိုက်လည်းမပြောင်းဘူးနော်အဲ့လိုမျိုးလေးပဲဆိုတော့အဲ့ဒါကြောင့်လည်းပိတ်သက်တည်းရတယ်နေရပိတ်သက်တည်းကလူတွေရှိပြောင်းဘူးအကုန်လုံးဒီတိုင်းမျိုးတစ်သားတည်းကိုမဖြစ်ကြတာတမားတယ်ဟုတ်ပါ ားကြီးစကက်ရှိအောင်ပဲပေါ့အဲ့လိုမျိုးဘောက်ဆိုင်လို့နေတိုင်းကိုကြည့်ပြီးတော့ပဲအတူပြီးတော့လိုက်ပြီးစဉ်းနေကြရပါပဲအဲဆိုပြီးတော့စီတယ်မှာလိုမျိုးခံစားရပါတယ်အခု April Jan ပေါ့ဘောက်ဆိုင်မှုတွေပဲပါရန်ကုန်ဘက်မှာဆိုင်ဆိုပါတယ်တွဲမှာဆိုပါဆိုဖြစ်ပါရဲ့နောက်ပိုင်းသာဆိုင်ဟိုဆက်ပြတ်သွားရဲကလိုက်ပါပါမတွေ့ပြီးတော့နော်ဒါလေးပြန်စုလာတိလောက်ပဲရှိပါသေးတယ်ဆိုရရဲ့ဒီတော့အားပေးပါရောအားပေးရစမ်း ိုးလို့ရှိရင်ပေါ့လေတဲ့ဆိုပြီးအခုဝင်းနေရတော့လာဆိုပြရမယ်တော့ရဲဆိုပြီးတော့ပြောထားပါတယ်ဟုတ်ကဲ့ဆိုတော့မွေးနေ့ဒီစပန်စပန်မွေးနေ့တို့ကတော့ဆိုလို့ရှိရင်လက်မှတ်တရလေးပါပဲဟုတ် အဲ့ဒါဆိုအဲ့မှာလေအဲ့တုန်းကဆိုတော့အရင်တော့ဆိုတော့ကိုယ်ခွက်ရွေးရှိတယ်လေ freezer ရဲ့လောက်မများသေးဘူးဆိုတော့เนาะအဲ့လိုဆိုကိုယ်ဆူလေးတော့ကိုယ်တည်တည်စစားလေးပေါ့အဲ့လိုမျိုးအဲ့လိုပြောရမယ်အကူပါရေးပွဲတိုင်းတော့ကိုယ်မတရားဖြစ်နေရလားမသိဘူး။အကြောင်းဖြစ်ပါတယ်။ 咱说大古，这时候我们还是那边也是蛮发达的，咱那边呃，手工比较稳当，好不好？